န္ဓာကထောင်းပြီးကြတယ်ဉာဏ်ကခန္ဓာကိုလဲပြီးနာကြလို့ရှင်းပြင်တရားဝဲဆုံးမှာသတ္တဗံကရကနာကံရံတာဆိုတာသိဖို့ရလွယ်လေလို့ဘုရားရှင်ကရမေကြီးကဟောထားတယ်။ဒါကဘုန်းကြီးပြောတာလေနာကြပါလေ။ဉာဏ်ကဘယ်နေရာပြောနေတယ်ဆိုတာလေးကိုဉာဏ်ကဥတည်ပြီးကာလနေတော့မှဉာဏ်နဲ့ခန္ဓာကိုယ်ဤအိဋ္ဌဆက်နဲ့တွေ့သွားလို့ရှင်းပြင်တဲ့ အရမတ်ပါဠိတွေကလည်းပြည့်စုံပြီးသားမှုဒီနေရာဒီဌာနရောက်လာတော့ကျေးလို့ရေအလွယ်လေးနဲ့ဖြစ်နိုင်တယ်ဆိုတော့ဆရာတကယ်ကျွတ်မှတ်ထားတယ်ပါဠိတွေဘာတွေဘာမှစဉ်းစားပြီးကြလားမနေဘဲနဲ့ပြည့်စုံပြီးသားဆိုတာကိုလည်းသေသေးချာချာကိုယ်ကိုယ်တိုင်ဆုံးဖြတ်ချက်ချထားပါဘုရားအဲဒီပြည့်စုံပြီးသားဘုရား ပြည့်စုံပြီးသားကိုမပြေဘူးရှင်းနေလို့ရှင်းရင်လည်းတကားသိလွယ်လိမ့်မယ်။မှန်ပါပါပါ။ပြည့်စုံပြီးသားမပြေဘူးရှင်းမှန်ပါပါပါ။လွယ်လိမ့်မယ်ဆိုတာခွင့်ရတရားဓမ္မတွေသိချင်မှတ်တာ။မှန်ပါပါပါ။ပြည့်စုံတာခွင့်ကြီးထောက်ခံရပေးပါမယ်။မှန်ပါပါပါ။ရသနာနဲ့ကြုံခြင်းနဲ့ပြည့်စုံခြင်းတမျိုးမှန်ပါပါသစ္စာတရားဟောရတဲ့ပုဂ္ဂိုလ်နဲ့တွေ့ခြင်းဟာလဲမှန်ပါပါပြည့်စုံခြင်းတမျိုးမှန်ပါပါ ထောင်တတ်တဲ့နာနဲ့ခမည်းတော်ပြည့်စုံရင်ဟာလေဒီမျိုးပဲဆိုတာသိကြဆောင်တတ်တဲ့နာရှိပြီးခါလာကျင့်နေခြင်းမလုပ်ဖဲနေပြန်လည်းမဖြစ်တော့ဘူးလုံဆဲဖြစ်နေပြန်တော့လေပါရမီပြည့်လို့လို့မှတ်ပါဘောကြအဲ့ဒါအမှုတော်ပါဠိတော်ကြီးမှာကိုယ်တော်တိုင်းပါရမီပြည့်မပြည့်သုံးချက်ချက်ရှားတဲ့နေရာမှာအခုပြောတဲ့၅ချက်ကိုသေးသေးချာချာပြတယ် ။ဒါပြင်အာလုံးတရားဓမ္မတွေကိုယ်စိတ်ကနောက်ကိုမဆုတ်ဖင်းနဲ့။ဟောပြည့်စုံကြီးကပုဂ္ဂိုလ်ဟာဖြင့်နောက်ပြန်လဲနေဖို့မလိုဘူး။ပြည့်စုံတဲ့ပြည့်စုံပြီးကိစ္စပြေအောင်လာကိုယ်ပြီးဆိုင်ဖို့လာလို့တော့တယ်ဆိုတာကကျေလို့မာရင်တို့ဆုံးဖြတ်စေချပါရှင်းပြီနော်ပြည့်တော်လည်းဘုရားရှင်ကိုရမကြီးကဟောတာရှိသေးတယ် ်ဘာရဏဘုရားရှင်ကိုရမြတ်ကြီးဟာမင်းတို့လောဘဒေါသမောဟတွေမုန်းမောင်ကြနေတယ်ခင်ဗျာခွန်င်းကမုန်းမောင်ကြနေတယ်ခင်ဗျာလျှက်စစ်လင်းနေလောက်အဘယ်ကွန်းနေတဲ့ချိန်လိုက်လို့ရှင်ဒါတော့ပါပဲခွန်င်းကမုန်းမောင်နေတယ်ခင်ဗျာလျှက်စစ်တခါလင်းတာနဲ့နှိုင်းချိန်လိုက်လို့ရှင်လျှက်စစ်လင်းတာဘယ်လိုမပြောပါလားပြောပါလားပါ အဲ့ဒီထဲဂျုံမှုရှိပြန်လို့ရှိရင်လည်းငါဘုရားသာသနာရဲ့အလင်းလေးလေးဂျုံလို့ရှိရင်လည်းပါမီပြည်ပြီလားမှန်ပါဗျာဆိုတော့ဒီလိုစဉ်းစားကံရှိရှိထုတ်နေပါနဲ့ဆိုတာသတိပြလိုက်မှန်ပါဗျာစဉ်းစားကံရှိရှိထုတ်ပါဗျာစဉ်းစားကံရှိရှိထုတ်လေတကားကြွယ်နောက်ဆုံးလေပဲမှန်ပါဗျာစဉ်းစားကံရှိရှိထုတ်လေမှန်ပါဗျာ အဲ့ဒါတွေကိုဘာမှမယုံကြဘဲနဲ့ဘုန်းကြီးတို့ဓမ္မတွေကဩအမြတ်ခံငုံးမယ်ပြန်ဘုရားလက်ဖြင့်လင်းလောက်ကျမ်းမှာတို့သာသနာအလင်းအောင်ကျမ်းမှာလာကြုံနေတာဖြင့်ဒါတို့ကဘုန်းတော်ရိယာလေးနဲ့ပြင်းပြင်းထန်ထန်လုပ်ရလို့ရှိရင်ကျုံတဲ့ပုဂ္ဂိုလ်ဒီပြည်ပြည့်ကိစ္စရှိတဲ့အကြောင်းပဲဆိုရလို့ရှာဖြင့်များတို့ပဲဆုံးဖြတ်ချက်ချပါလို့ပြောလိုက်နော် ဒီရင်ရှိသမှာလားယန္နနာဘုရားခင်ဂရုမြတ်ကြီးပြိဋိဘံဆံမယ်ဆိုတော့ဒီမနာချုံးမဲ့ကြပြီးငိုတဲ့အချိန်မှာမင်းပြီးပြီးသားအကြောင်းရှိပါလေကွာလို့ဟောတာပြီးပြီးသားအကြောင်းရှိပါလေဆိုတော့သူနဲ့တွေ့တဲ့ပြီးပြီးသားအကြောင်းသုသာနာနဲ့တွေ့ရင်အဲမင်းမပေါ်နဲ့ကွာဆိုတော့ ပြည်ဒီရအကြောင်းရှိလို့ငင်းငိုစရာအကြောင်းမလိုပါဘူးကွာဆိုရဘုရားသခင်ကိုရမကြီးပြောထားခဲ့တော့နောက်ပြည်စမ်းပါလားပြိဋ္ဌာန်ဇာမင်းနောက်ခွန်ရဲလေတော့သူဒီဒကာဓမ္မတို့ပြည်ဒီရအကြောင်းရှိတဲ့ပုဂ္ဂိုလ်ပဲဆိုပြီးဒီကံကြိုးစားလိုက်တာသိဉာဏ်နဲ့ဒီပဲဖြစ်တဲ့ဒီကြိုးစားလိုက်တာဝိလင်္ဂဏနေတော်မှဝရိယလွန်နေလို့ဥမာတယ်မရဘူးမှန်ပါဗျာ သိရလွန်နေပြန်လဲတရားဓမ္မတော့မရဘူးအဲ့တော့ကိုတဲ့ဝိရိယနဲ့သမာဓိကမမျှဘဲနဲ့သမာဓိကနောက်ကျဝိရိယကရှည်သွားနေပြန်တော့လည်းမောတာဆိုင်ပဲနိဗ္ဗာန်ကြီးရရှင်းရှင်းလင်းလင်းမမြင်လားကနဲ့သူစိတ်ထဲတော့မလျှော့ပါဘူး။ဒါကြောင့်ဂရမေကြီးကငါပြည်ပြည်သားကြောင့်ရှိတယ်လို့ဟောထားတာ။ဝိရမှာပဲဆိုပြီးဒီကလာသူဒီကြိုးစားလိုက်ပါ။အ ရွတ်ဆက်လိုက်တော့ဝိရိယကြီးကျင်းတန်နေပြန်လာနဲ့တကယ်သိဝိရိယနဲ့သမာဓိကမကြီးပြန်မကြီးပြန်တော့လေဘန်းကွာရင်စဉ်းရံအတွင်းမှာဒုက္ခချုပ်တဲ့နေ့ကမမြင်ချာတကယ်ကျော်ဘာလုံးနေအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေလေလူကျန်သွားကြည့်တဲ့ဝိရိယလွန်နေပြန်တယ်မရဘူးလူကျန်သွားကြည့်လို့ဝိရိယလွန်နေပြန် ဒါဖြင့်ဝရိယနဲ့သမာဓိကိုခန္ဓာကိုယ်ဖြစ်တဲ့အိဋ္ဌရှိတဲ့စီကိုသူမလွန်ငါမသာရဘဂတိကျွဲလို့ပါရေးမိအဲ့ဒီလိုဆိုရခြင်းဝရိယကလည်းမလွန်ခြင်းနဲ့သမာဓိကလည်းမလွန်ခြင်းနဲ့သူကလည်းကျွဲလို့ကျွဲပဲကျွဲပဲမှာတခုခုလွန်နေတော့ဝရိယလွန်တော့စိတ်ကရမှာမဟုတ်ပါဘူးဆိုတော့ဥဒိစ္စပဲပြေးတတ်တယ် ။သမာဓိလွန်မြန်တော့လေသင်္နာမိတ်တာဆိုရင်ငန်းကြီးတဲ့ပဲကြီးတယ်။အဲကြောင့်ဘုရားတို့ခုကြီးနေအောင်ထားပြီးဒကာဓမ္မတွေကသာသနာ့ဆန္ဒဖြင့်ရရမယ်မြည်လို့မရတာပဲရှင်ကြည့်ပေးဒါကြယ်လူပြောတဲ့ချက်တွေကရေးကြည့်တယ်နော်ဘာဖြစ်လို့လဲဆိုတော့လေချင်းလောက်ပါမယ် လုတ်ပြန်ပါတော့လဲလွန်းနာကျွန်းနာရှိနေလဲဆရာကညှိမပေးလို့ရှင်းတကယ်ကျွဲမြို့မှန်လို့မရတာလဲရှိသေးအဲ့တော့အာရုံတရားနာလာကြတယ်ဂရမတွေအားထုတ်ကြပါအားထုတ်တဲ့ကဝရိယလည်းမလွန်သေးနဲ့သမာဓိလည်းမလွန်သေးနဲ့သမာဓိလွန်ငင်းကြီးတဲ့ပဲသွားပါလေဝရိယလည်းဥဒိစ္စပဲ نیاں خوب گاج میل جانا سر کر سی دے سو من جانے سیٹ سی دے سی پہ ရင်းပြီအဲ့ဒါသာသနာ့ရုံးသာဖြစ်ပေမဲ့အညစ်ကလေးလိုနေပြန်တဲ့အချင်းကြတာဘုရားဘုရားခွန်ကြီးကအာရကအိမ်မှလည်းအာရကတက်အာရမေဓမ္မတို့ဝရိယနဲ့သမာဓိကြီးနေအောင်ခန္ဓာဖြစ်ဖြစ်ရှိတဲ့ကြီးလွတ်ပါအဲ့တော့ခင်ဗျားတို့ရှိတဲ့မဲခင်၅ပါးထဲမှာဝိရိယနဲ့ဓမ္မရီကပါပြီးသားဖြစ်နေပါဘူး။နောက်တစ်ခါညီညွတ်ခေါ်ရတာ ဗရာဆိုတဲ့ဗရာတရားရှိလို့ဒီလုပ်လုပ်ပညာနဲ့ဗရာနဲ့ပညာနဲ့ကိုလေဒါကြွယ်တော့မှညုတ်ကကြီးမြောင်တော့ဗရာနဲ့ပညာကိုဖြစ်ဖြစ်ရှိရရှိဖို့နော်ဗရာပညာဘာလို့อ่ะမြောင်တော့လိုက်ရင်ဖြစ်ရင်ဗရာဉာဏ်တော့လေဓမ္မတို့ ရဏံနဲ့ခါကြရရှိပြန်တော့ရှင်ဖြင့်နဲ့ဘယ်ဘက်ကိုသွားရတယ်ဆိုတာဓရမကိုဖွာတယ်တဏှာပဲပြီးသွားဘယ်အရင်ယူပါလဲယူနေပါလဲဆိုပြီးခင်းတဲ့ဘက်ပြီးအတွေ့အခါပညာနဲ့ဆက်မြပြန်တော့လဲတောက်ဖြစ်တဲ့ဘက်ပြီးသွားသွားကြဒါဖြင့်သရဏနဲ့ပညာကိုလည်းသရဏနဲ့ယဉ်ကျေးကြည့်ရမယ်ဆိုတော့ယဉ်ကျေးတာ ပညာကလည်းအင်းစိတ်ခင်နဲ့စိတ်ခင်နဲ့ဖြစ်ဖြစ်နဲ့ကဲ့အောင်လုပ်ပါအဲ့ဒါကရဏပညာဉာဏ်ပြန်လို့ရှိရင်လည်းတရားကျေဥမာရင်တို့ရရဒါဖြင့်ဝရိယနဲ့သမာဓိကိုလည်းညောင်းဆိုပါကရဏပညာကိုလည်းဘယ်လိုလုပ်ရမလဲတရားတဲ့နေရာကြပြည့်စုံရှိတဲ့ရှိကုန်မှရင်ဒီလိုဆုံးလို့ရတယ် ဒုံမလိုက်တဲ့အခါရရလိုက်ခြင်းသရဏအဲဒနာဝံဘုမရပြညာမဏ္ဍောအထုတ်ဖြစ်တယ်တောက်ဖြစ်ရှင်နေတဲ့ဘောတရားဝံဘုမရအဲ့ဒါကြောင့်သရဏပညာဝရိယသမารိကိုပြင်းအိန္ဒြေရောင်လို့ဒါပါပဲအဲ့တော့ ပါရမီပြည့်စုံနေတာမှာလည်းကြည့်ပြီးမဲ့ဆရာသမားကင်းမြန်လို့ကြည့်ရင်လည်းတကယ်သိအချိန်နှောင်းပါအာရုံဓမ္မတွေဒီနေ့ပြောတဲ့စကားအလုသမားမှာတခါလေခရီးပေါက်ဖို့ပြောနေတယ်လို့မှတ်ရအလုသမားဟာအဲ့တော့ခရီးမှာတန်းတန်းဖြစ်တတ်တာတွေတကယ်ကျေပေါ်ပြနိဗ္ဗာန်သွားတဲ့ခရီးမှာသူတို့မဖြောင့်လို့ မြတ်ကနန်းတော်မရောက်ခင်းမြင်ပါဆိုလို့ပြောနေတယ်သဘောပါကြအဲတတိကတော့ဖြင်းနဲ့ဒကာတော်မလို့သေချာမှတ်ပါတတိကတော့ဖြင်းသူကဘယ်တော့မှလွန်နေမရှိဘူးတတိကလုံလာတာရှိတယ်ညချာတော်တရားများခဲ့လို့လွန်တယ်လို့မရှိပါဘူးအဲ့တော့တတိယဖြင့်ရေကျုံမှတဲ့တို့ကမသိရှိနေ မိစီနဲ့ဆိုတော့အင်းစစ်ပြပေါ်တိုင်းတော်ရင်သတိထားမယ်သရဏပညာနဲ့ညီအောင်လုပ်မယ်ဝရိယနဲ့သမာဓိရောဒါဖြင့်ဒီနာဟုဆိုရခြင်းမဂ္ဂ၅ပါးညီညွတ်သွားလို့ရှိရင်ဘွာတဲ့မင်းတို့ဣန္ဒြေညီတဲ့တွေ့တဲ့ဘယ်နည်းနဲ့မှမရမရှိပါဘူးဆိုတော့ဒကာကြီးသိအားရှိကြကောင်းပါဘူး

ဖြစ်တဲ့ဆုံးနဲ့နိဗ္ဗာန်ကြီးကိုငါမမြင်သေးပါလေမလုံးလို့တွေးလုံးထုတ်လို့ရှင်ဒီနေ့ခုတခုခုလမ်းနေပါလိမ့်မယ်အဲ့ဒါမနေ့ကရှင်းလာပြန်ောက်လိုက်ဉာဏ်ဏ္ဍာရီတညာလုံးစဉ်ဉာဏ်နဲ့အာထုတ်တော့ဥမာရီဝရိယလုံးနဲ့ဓမ္မရိယနဲ့ဒါနဲ့အသုစိတ်ချင်းဩမိုးရတယ်လင်းတာမယ် မြင်ဝလုံးလို့ရှိရင်7နှစ်9နှစ်ဆိုတော့ဖြစ်သင်္ကန်းနာရီဘွားရဟန္တာကြီးဘွားရဲလေဘွားရတယ်မှန်ပါပါဟာဒီမှာကိုမဆိုင်သေးရဟန္တာဖြစ်တော့မရောက်သေးသောတာပန်ကတော့ဘုံကဟောထားလို့ဒီပြီးပြီပါမှန်ပါပါဘုရားကတော့ကြားရခဲ့တာမင်းပြီးပြီးသားအကြောင်းရှိရမငိုနဲ့မှန်ပါပါမင်းငါးတဲ့ရေပြီးပြီးသားအကြောင်းရှိတယ်ဆိုတာကသေချာမှန်ပါပါသိရဘူးလားသိပါပါအဲဒီရဟန္တာကပြီးပြီးသားအကြောင်းနေတယ်

ငါဘာဖြစ်နေလဲဘာလဲမတော်ရဲ့ဒီကြားလိုက်တာဘယ်နဲ့လဲဖြစ်နေပါလိမ့်မလို့တကယ်ကြိုးရဆိတ်ဖြစ်ခြင်းပြတ်တယ်မနစ်ရသေးလို့ဖြစ်ပါတယ်ပြန်ပါဘုရင်ကြီးတတ်ပါဘူးဒါကိုကြားတော့ကြားတော့ဥမာရင်ဒီသေးရမသိရင်တော်ပါဒီတော်ဘူးတဲ့ဥစ္စာအလုံးသမားဟာတခါဒီဝရိယလွန်နေတခါဒီရေသမားကြီးကလွန်နေ ဝိဉာဏ်ကလည်းရည်ရည်ပုတ်ပြီးဒီကရတရားကြွေကမ်းမှဖြစ်ဘောပါအဲ့ဒါကြောင့်ဘုန်းကြီးတို့ဒီကရမတွေတရားဆိုတဲ့ကြီးတရားပေါ်နဲ့ယုံကြည်မှုတရားရရမယ်ဘုခါတော်ဘုရားဓမ္မဘုရားဘုရားကြောင့်များဆိုဒုက္ခတော်အကောင်းမောထတာဒီနေ့ကြရက္ခမက်တာဆိုသူများဟောတာမဟုတ်ဘူးဘုရားကကောင်းကောင်းမောထတာကောင်းကောင်းဟောတာလေတရားမဟုတ် ဘုရားမကောင်းလို့ဒါဉာဏ်အိဋ္ဌဒုက္ခအနတ္တလောက်တာမရသေးတာဘုသူခုလို့လို့ဘုရားတော့ကောင်းစွာဟောထားတာအကောင်းဖြစ်ဖို့ဟောထားတာနိဗ္ဗာန်ရဖို့ဟောထားတာဒါကတိဒီသွားရနော်ကဲဒါချင်းဒကာရမတို့ဉာဏ်နာရီဝရိယလွန်နေတယ်ဆိုတာဘောပေါ့ဉာဏ်နာပါလွန်နေပါဝရိယလွန်နေတယ်ဆိုတာဘုန်းကြီးတို့ဒကာရမတွေမှတ်ကြတော့ဂိုင်းဝရိယ အဲ့ဒါနားပါအောင်လေဆိုပြီးသူသင်ညာဘေးနားမှာရှိတဲ့အဲ့ရညောင်းရောင်းလေးတစ်ခုရှိနော်တို့ကတော့တတိကမလိုက်ရတတိကမလိုက်ဘူးဒီနေရာသင်ညာမှာခဏတော့ကြောလေးလှဲလိုက်အောင်လေဆိုပြီးကြတော့သွားလိုက်တဲ့အမှားကြောဥမာရင်တော့ဝိရိယနဲ့သမာဓိကညီဆော့ဗရဏဉာဏ်နဲ့ကညီဆော့အဲ့ဒီဝိရိယကြောလိုက်တော့ညီပြီးဆော့သွားတော့ ုခရင်တော်မှာလေခြေတော်နဲ့မြေကြီးနဲ့လေဒုက္ခလေးကောင်းနဲ့ကောင်းနဲ့လေမရှိသေးဘူးလေအဲ့ဒီကြမ်းကရမ်းတာဖြစ်ကဲဒကာတော်ကလေညီညွတ်ပြန်တော့လေခဏလေးကြီးကြီးလေသုခရင်တော်တင်မာလေးဆိုပြီးထိုင်လိုက်တော့ဟိုခြေတော်နဲ့မြေကြီးနဲ့လေဒုက္ခလေးကောင်းနဲ့ကောင်းနဲ့မရှိသေးဘူးလေ ဒီကမှယန္တာဖြစ်တယ်ဆိုတော့ဩမြင်ညွတ်တော့လေခဏလေးပါဘုရားကတက်ကစဉ်းစားကြည့်တာလို့ဒီကျားဆိုတာချိန်များတာ။ဘောင်းနဲ့လက်အိတ်မဲ့ဆိုပြီးရှိတော့လည်းမြေကြီးကတော့ဘောင်းစီမရောက်သေးဘူးလေ။မရောက်ခင်ရင်အာတော်ကုန်သွားတယ်လို့ဆိုတော့ရကြွေညီညွတ်ပြန်တော့လေခဏလေးပဲဆိုတာဥမာနဲ့မှတ်ရတယ်။ဘယ်လိုမှတ်ကြ

ကုသိုလ်ဝရိယလေးလျှော့တဲ့ပြီးဒီကရဒဂရမလူကဲခဏနားပါအောင်မယ်ဝရိယနင်းနေလျှော့ပါအောင်မယ်ဆိုပြီးလျှော့လိုက်တဲ့အချိန်မှာငါကကဗမာရိပညာရင်းနဲ့သုံးကြီးတာပြန်လာအဲ့ဒီကနေလိုက်တဲ့အချိန်ကျတော့ဒီတော့နဲ့နေကြီးနဲ့လဲလွတ်ခါကောင်းနဲ့ကောင်းနဲ့လဲမရှိခင်ရမ်းမှာရမ်းတာဖြစ်တယ်အာဘောတွေဝင်းနဲ့အကုန်ကုန်တယ်ဆိုတော့ဓမ္မတို့ ရာဇဝေရောတော်တော်ထူးခြားတဲ့ပုဂ္ဂိုလ်အဲ့ဒါယနေ့သူ့ကိုရှင်းရှင်းလင်းလင်းပြောရတော့ခြင်းနဲ့ဘုန်းကြီးတို့လူ့ကမားတွေကြွတ်ပါလေဩလောက်လောက်တတ်ညာဆိုတဲ့အကြီးကလိုပါသေးလားရှင်းနေမှုပါလေဒါတွေလည်းသိရတော့ရှင်းအောင်ကြားတစ်ခါနမူနာထုတ်လိုက်ပြန်တော့လေဒီကစိတ်ကြိုက်ပေါ့ဘုန်းကတော့ဘာမှမနေတာသိပါဘူး ရိယလွန်ပြီးဒီကကနေတော့ဝိရိယကိုင်းကနနားပါအောင်မယ်ဆိုတော့ဝိရိယကြီးကနည်းနည်းရော့တော့တော့လည်းဖြစ်တဲ့ကံကလည်းလက်မလို့ဖြစ်တဲ့ကံတော့လက်မလို့ဘူးဒီကကြွရလက်မလို့တော့တတိတော့သမတတိကလည်းအများရန်ရှိနေတော့ဖြစ်ပြလက်မလို့တော့ဝိရိယလေးပဲသူလျှော့ပြီးဒီကလာခဏကြောခင်းပါအောင်မယ်ဆိုတဲ့အသွားလေးသူစိတ်ကူးလေးပေါ်လိုက်တာတော့ကမ္မထမ်းလေးရတယ် ဒါနဲ့ရှင်အားမြင်တဲ့လောကကောင်းတဲ့ကောင်းတဲ့လည်းမထိခင်မှာယန္တာဖြစ်တယ်။ဒါပေမဲ့ယန္တာဖြစ်တဲ့အဲမှာဖြင့်ယန္တာတော်တော်ဆန်းတဲ့ပုဂ္ဂိုလ်ပဲ။မဆိုရဘူးလား။ဒီလိုတိုင်းနေဖြစ်တယ်ဆိုတော့အင်းကြာလာပြီကြာတဲ့အခါကျတော့ရှင်မင်းကဘုညာရဲ့ရှင်အစဉ်တိုင်းပေါ်လာလို့ရတာလေဘုံကြီးပေါ်တယ်။ သူကဒီလိုကမဟုတ်ခိုက်ခန်းလမ်းဖြစ်နေတော့ဒီအောင်မြင်နေတဲ့လောကကောင်းတယ်မလို့ဆိုတယ်ကောင်းတယ်ကောင်းတယ်မသိမီရမ်းမှရမ်းတာဖြစ်တယ်လို့ဆိုတဲ့ပြင်ဓမ္မတွေဒီကြအရောပုံထားတာဒီခေါင်းကညှင်းနိုင်မှုညီရဲ့အချိန်ဖြစ်တာဘယ်လိုဆိုကြညှင်းနိုင်မှုညီရဲ့အချိန်မှာဖြင့်ရေရေဒုက္ခပြီးသွားပါဘုရား ملوا چاہیے ہاں ہماری ابھی آ رہے امیا شو لگے ဒါနာကိုဆုံးနေတာခရီးရှုလိုက်ခဲ့ရပါလေနာကိုကတစ်ခါလဲဖြစ်ဖြစ်ရှိတဲ့ဒီဆုံးနေတာပဲတို့တော့လေတဲ့အခုကိုလွန်နေပြန်တော့လေဖြစ်တဲ့ကြောင့်မြန်မာရဲ့ဝရိယကလွန်နေပြန်တော့လေအင်္ဂရိယမြတ်ကိုဂရမမဂ္ဂင်္ဂနာပါးဖြစ်ပါဖြစ်လာလို့အရေးကနှောင့်နှင်းပြန် ်ဖြစ်ပါဖြစ်မှာလေနိဗ္ဗာန်ကြည့်ရအဲ့ဒါကြောင့်ဇုံဝင်များတော့လေသူကရှိရကောင်းမယ်နာဂနောက်ကလိုက်မယ်ဆိုတော့ဇုံတော့ဝင်များဆိုလေရှင်းတော့ဖွဲနေလို့ရှိရင်လေဒီကဖြစ်ရုပ်ဆက်တစ်ခုကိုဝင်တော့ပဲဘာကြအဲပန်းဆုပ်ကလေးဒီကဓမ္မလေဇုံဝင်တဲ့နာဂောင်းနှစ်ကောင်းစလုံးမှာပန်းနိုင်ပြီရောက်ပါမှဇုံရောက်ပါမှနေရကြအဲအားလုံးကဓမ္မ lalu ni ni dia le. Yang dia ni ni asal dulu we. Adi ni ada. Lepas lepas mah. Kau pun cinta lo. Ia kira lah sebagai

ဣန္ဒြေမရှိတာလေဘောကြဘာမီကဘာလဲဘယ်နဲ့ကြောင့်မဲ့ဖို့လို့ရတဲ့ကောင်နဲ့အယောင်နှင်းနေပါလေနိဗ္ဗာန်မမြင်ပါလေမလဲလို့မေးမနစ်ဖြစ်ဣန္ဒြေအညှိလုံနေသည်တဲ့သွားပြန်တော့ကျန်နန္ဒာမှာဒကာဓမ္မတို့ခဏလေးနဲ့ကြိစက်ပြီးတညာလုံးလုံးနေတာဟောတိကံဖြစ်ရဲ့ ခရမောခဏလေးပြလိုက်တာကအကျိုးရှိကဲဒါကပြမကွာချမ်းသဘောပါရဟေးဒါရင်တစ်ခါတလေကျတော့ဘုရားရှင်ပရမေကြီးကဟေးရှင်မောက္ခဏညီညာသွားအထုံနေတဲ့ကကိုရိုကြီးကရှင်မောက္ခဏကတမာရီလွန်ပြီးရှင်းနာမေတ္တာလာတဲ့ကမျက်နှာသွားပြောလိုက်ဉာဏ်တော်တဲ့ဒီနာမည်လွန်နေတယ်မြန်မာလူပေါင်းကပရိယာတင်ပင်กว่า မာယာကမှာပြောပြနေတယ်။ကျိုးစီကားလို့ရှိတဲ့ကိုယ်တော်ကြီးကိုပြ။ဗျာကံသွားနှိပ်ပေးရ။ဒီလိုနှိပ်တဲ့ဝတ္ထုသတ္တေသာဂရေတကားကျိုးပြ။အဲ့ဒါကြောင့်အာရုံရာဓမ္မတွေဒီနေ့ရေးဟာဖြင့်အလုကမာတော့ဟောဖြင့်အင်းပြဋိဌာန်းရမယ်အချက်ကြီးပြောနေတာပဲဆိုတဲ့ဥစ္စာကတည်းကောင်းပေါ်တော့ တယ်ဘုရားအေးနောက်ပဲဓမ္မတွေကိုယ်ကိုကဲတင်ခြင်းလို့ရှိရင်လေကိုယ်ကိုသနာကြလို့ရှိရင်လေဒီကြီးလုံးလေးတွေနဲ့အလုံးလုံးပဲဆိုလို့ရှိရင်ကိုယ်ကိုသနာလို့ဘယ်လေးပါးထဲမှာဆွဲတင်လိုက်တာပဲဒုက္ခဝတ်ထဲမှာဆွဲတင်လိုက်တာပဲဒုက္ခကလည်းငိမ့်တဲ့ရှိလို့ပို့လိုက်တာပဲအဲဒါကြောင့်ဒကာကျွဲ လုတ်ပြအောင်လုတ်ပါဆိုရလဲတိုက်တွန်းရလုတ်ပြန်နှိမ့်လိုက်ပါနှိမ့်ရပါစေဆိုတာကိုလည်းတိုက်တွန်းရမှန်ပါဘူးမှန်ရင်းကြည့်လားကဲဒါဖြင့်ဒါကခြေပိုင်းမှာအလုံးတင်နေတယ်ဆိုတာတကယ်ကျော်မှတ်လိုက်ပြီ။ဒီနည်းလေးတရားဓမ္မတွေကိုပြောပါမယ်တဲ့။ဒီနည်းလေးကနိုင်ချမ်းနေတယ်ကိုဆုံးမ၅မိနစ်။ချမ်းနေတော့ဒီနည်းလေးက ဟောခုရှုခိုင်းတာဖရာကရှုခိုင်းတာဖရာရဲ့ဒီသားကလည်းရှုခိုင်းတာဖရာအထုံးမှလိုက်လာပြီးတော့သူပြီးရုံရုံကြည့်ကြည့်ကိုရမေကြီးညာကိုခင်ဗျားတို့ယုံကြည်ပါကိုယ်ရပင်ကြီးညာနဲ့ဟောတာအဲ့ဒါမြတ်စွာဘုရားသတ္တဉ္စညာယုံကြည်ပါယုံကြည်လေးကလည်းဒီကုပ္ပညာလေးနဲ့လည်းဆရာပေးတဲ့ပညာနဲ့ရှိပါ ဘုရားပေါ်ယုံကြည်ပြီးကိုယ့်ပညာနဲ့ရှိပါမှန်ပါသဘောကျဘုရားပေါ်ယုံကြည်ပါပြီးတော့ကိုယ့်ပညာနဲ့ရှိပါအဲဒါသရာနဲ့ပညာညီပါ့သရာလည်းခရယကြီးညိုရမလွန်ရင်းနဲ့ခရယကြီးညိုရလွန်ရင်ပညာနောက်ဆုံးပါမဲ့မညံပုံညာမရနိုင်ဘူးလေခရယကြီးညိုလွန်ရင်ဝါဒီနင်နာရှိတော့အကြီးညိုလွန်နိုင်တယ်ဘာဖြစ်ပညာနောက်ဆုံးသရာက သာလွန်နေလို့အဲ့ဒါကြောင့်ဘုရားတို့ဘုရားမရှင်ညွန်တဲ့လို့ဟောတာဟုတ်အရှင်ညွန်လွန်ရမနေရရင်းနေပြလားဘာကြောင့်လဲသရာပညာမညီလို့ပေါ်ကြဘယ်လိုယူပါအဲနိဗ္ဗာန်လို့ခြင်းလို့ရှိရင်သရာပညာညီရသရာကတော့ဘုရားပေါ်မှာသိပြီးရုပ်ကြည့်ရပညာကလည်းယုံကြည်တဲ့အတိုင်းပဲပညာကလည်းဘုရားဟောဒီမှာဟောတော့ဉာဏ်စိတ်ကလေးဖြစ်ဖြစ်တယ်ကြားစိတ်ကလေးဖြစ်ဖြစ်တယ်ဆိုရင်ခင်ဗျားတို့ကဉာဏ်ကလည်းအဲ့ဒီဖြစ်တဲ့စီကိုသွားဆက်ရ ်ကရဏနဲ့ရင်းရင်းနဲ့ဒီဖြစ်တဲ့စီပါသွားဆိုင်တဘောကြအဲ့ဒီလေနှခုညီလို့ရှင်သရပညာညီရင်လဲခဏလေးနဲ့ရတဘောကြဒါဣန္ဒြေကြီးတာလို့ခေါ်တယ်ဗတ်တိန္ဒြေနဲ့ပြင်းဣန္ဒြေကြီးတာပြီးတော့အကြေးဒီနှခုမှာနွားနှကောင်ကိုကျိုးစုံတိုင်မောင်းတော့ကိုစောမောင်းတကောင်မှမလွန်ရတယ်ဘောဗျာတို့နှခုတစ်ခုလွန်သွားရင်သရလွန်တော့ဘုဘက် ခင်နဲ့ပဲလဲဘုရားပေါ့ခင်နဲ့ပဲလဲဟုတ်လားပညာလိုက်စိတ်ဆွန့်ခွဲသွားပြန်လဲကောက်ဖြစ်တယ်ပဲလဲသူတို့ကခုကြီးမြောင်ခါရဖြစ်တဲ့စီကိုဖြစ်တဲ့စီကိုဘုရားဓမ္မတွေဖြစ်တဲ့စီကိုဘယ်သူကကြီးမြောင်ခါမှာတော့အဲကြီးမြောင်ခါဥပါရှင်ရင်းမိပလားငါဘယ်နှကြောင့်မရသေးပါလဲဆိုဓမ္မကြီးသေးလို့မှာကျင်းမလားဒါတခုပြောလိုက်ဝရိယနဲ့သမာဓိသူတို့လည်းစုံလို့ရပါ ပရိယာလေးရတဲ့ကိုသမောင်းအာအထုအောင်ပြည့်စည်တဲ့ဘက်ကသမာဓိရလည်းပြည့်စည်တဲ့ဘက်ကပြည့်ရမောင်းနိုင်သဘောကျပရိယာနဲ့သမာဓိရရောပြည့်ရမယ်ဘယ်ဘက်ကပြည့်ရမှာပါလဲပြည့်စည်တဲ့ဘက်ညင်းအောင်တော့သဘောကျပြည့်စည်တဲ့ဘက်ဘယ်လိုလုပ်ရမလဲအဲ့ဒါဘယ်လိုနှစ်ခုဝရိယာကဖြစ်ဆုံးထွက်သွားပြန်လို့ရှိရင်လည်းဥဒိစ္စပဲသွားလိမ့်မယ်တဲ့မင်းတို့မတ်မရပေဘူးတဲ့ ဘောကြအဲတမာရီကလွန်သွားကြလို့ရှိရင်ပြင်းကြီးတဲ့ဘက်ရှင်းနမိတဲ့ဘက်သွားလိုက်မယ်ကွာသူတို့ကခုတည်းမလွန်စင်းနဲ့တဲ့ဒီတဲ့ဒီတဲ့ဘက်ကိုပြင်းမလားအဲသရာပညာရောမောင်းနိုင်ပြင်းပါဘူးဘယ်ဘက်လဲကြီးရမှာဝရိယတမာရီကောအဲအဲ့တော့သတ္တဉ္စရိဝရိဉ္စရိသတ္တဉ္စသတ္တဉ္စရိဝရိဉ္စရိသမာဓိဉ္စရိပြင်းဉ္စရိဆိုတာဣန္ဒြေလေးပါးပြီးတော့အဲ့တော့ပတိတလုံးချန်နေတယ် တတိကိုတော့ဒီပေါ်မှာလေးခုပေါ်မှာအကုန်ချုပ်တယ်တတိကမလစ်စီတဲ့လာသိစုဖက်မောင်နေသဘောကျအဲတတိကတော့ဖြင့်ခေါင်းကလွန်နေလို့မရှိဘူးသူကတော့အမြဲတမ်းစောင့်ကြည့်ရှိနေရအမြဲတမ်းစောင့်နေရမှာတတိကဒီထဲမှာဖြစ်ဖြစ်မြင်တာကတော့ပညာဆုံးနေတယ်ဒီပြညာတွေအကူကြီးကြီးမှလာရင်ဂရာရောဝရိယသမားကြီးရောတတိယဟော အခုညီပဲတဲ့ဒါဆိုပြင်ပြဆိုင်ရန်ဒီပြမလားဒါဒါပြန်ဒီနေ့ညဘာဘာနဲ့ဘာညီရမလဲဥပဒနာရှိတဲ့ပုဂ္ဂိုလ်ကပြီးတော့ညီရမယ်ပฏิဘယ်တော့မှမလေးစင်နေဒါလေးတော့ချုပ်ပြပါဒါဓမ္မလေးတစ်ခေါက်ပြန်ပြောစမ်းပฏิကိုပฏิဘယ်တော့မှမလေးစင်နေ ိငါးပါးညီလို့ရှိရင်ကွာတဲ့ဣန္ဒြေပြတဲ့တွေ့ငါမညံဖွညာရမှာလို့သေချာဟောတယ်ပြင်မလားပြင်ပါဘူးဒါဖြင့်ဥပဒနာမှာလည်းပြင်ပြီပြင်ပါဘူးလောကတရားမှာကောပြင်ပါဘူးရှင်ရှင်ကြီးကောပြင်ပါဘူးရှင်ရှင်ကြီးနဲ့ရပြီဆိုတော့ဘာလို့လဲတော့ကိုယ်ဆုံးဣဒ္ဓဒီနည်းညကြောင့်မှာတော်ဘုဒ္ဓံသွားပြီပြင်ကြပါဘူး